ားလုံးပဲမင်္ဂလာပါချရက်ဒီအစိုးရကနေပြန်လဲကြိုးစောလိုက်ပါတယ်ဒီကနေ့2025ခုနှစ်အပြင်လ15ရက်နေ့အတွက်ခုံနုံသူချရက်ဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖလန်မြုပ်သိမ်းစုစည်ရေးအတွက်တော်လှန်ရေးပူပေါင်းထပ်ဖွဲ့ဖက်မှရဲဘော်89ဦးကြာဆုံးသွားတဲ့သတင်းချင်းချာတာမုတ်ချန်းကိုမကြမီနီလာခန့်ခေါ်ယူပြီးအတီးပြုတ်ဆောင်ရွက်သွားမယ်လို့ ICNCC ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ အကျအတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ချမ်းသာရေးကိုဂရုစိုက်နိုင်မဲ့ self care နည်းလမ်းတွေကိုကြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုအဦးဆုံးတင်ဆက်ပေးမယ့်တည်ငါတော့ငါလာကြာဆင်နှွှဲခဲ့ရတဲ့ဖလန်မြုပ်သိမ်းတိုက်ပွဲအတွင်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဖက်ကနေရဲဘော်ရဲမဲ89ဦးကြာဆုံးပြီးထက်ဝက်နေပါမှာအင်ရှင်တပ်ဖွဲ့ဖြစ်တဲ့ CNO CNDF မှာရဲဘော်တွေဖြစ်ကြောင်း CNO CNDF ကြောရဲဆိုခွင့်ရှိသူစလိုက်တင်မီကပြောပါရီး ဒီ89ဦးကြာဆုံးတဲ့အထဲမှာကျွန်တော်တို့ ancient CNO CNDF အနေနဲ့ကြာဆုံးသူအယောက်40ပါဝင်ပါတယ်။အဲ့ဒီအထဲမှာမှာကျမရေဖက်တာဝန်ထမ်းဆောင်တဲ့သူနာပြုတ်ဆီယာမတဦးရဲ့သူနာပြုတ်ဆီယာမဲလ်နတ်တဦးရဲ့သူတို့နှစ်ဦးလည်းပါဝင်ပါတယ်လို့ CNO CNDF မှာပြောရဲဆိုခွင့်ရှိသူကပြောပါတယ်။တအပြင်ကိုလက်အိမ်ကဆုံရှုံသူရဲဘော်အယောက်30ဝန်းကျင်ရှိပြီးတခြားမစိုးရင်ရတိုင်ရရရှိသူရဲဘော်အယောက်900ခန့်ရှိတယ်လို့လည်း၎င်းကပြောပါတယ်။ စစ်စင်ရေးအတွင်းကြဆုံးခဲ့ရတဲ့ရဲဘော်တချို့ရဲ့ရှုပ်အလောင်းတွေကို၎င်းတို့ရဲ့နေရအသီးသီးကိုပို့ဆောင်ပေးနိုင်ခြင်းရှိသလိုတချို့ကိုတော့မြေပြင်အခြေအနေအရပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲဖလန်းမြုပ်တနေရမှာခိတ္တမြေမြုပ်ထားကြောင်းသိရပါတယ်ကျွန်တော်တို့တချို့ကခရီးဝေးပြီးတော့ပို့ဖို့ရန်အဆင်မပြေတဲ့သူတွေပေါ့လေနောက်ပြီးတော့တချို့ကျွန်တော်တို့ CNO CNDF ဆိုရင်အင်ရှင်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရွာတွေမှာပို့လို့ရတယ်မိဘစီပို့လို့ရတယ်ဆိုရင်တော့အကုန်လုံးပို့ပေးပါတယ် ဒါပေမဲ့နေဝေးကလာပြီးတော့ပို့ဖို့အဆင်မပြေတဲ့သူနောက်မိသကြိုလို့မရတဲ့သူတွေကိုတော့ကျွန်တော်တို့လောလောဆယ်ဒီမှာညှို့နှံထားပါတယ်လို့ slide တင်မီကပြောပါတယ်အပြေလ73ရက်နေ့ဟာ CNO CNTFD ထောင်ချင်းလေးနှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အပြင်အခုလဟာဖလန်းမြုပ်အပီသိမ့်ပိုက်နိုင်တဲ့လဖြစ်ပြီးထိုးစစ်စင်ရေးအတွင်အားလုံးရဲ့ပေးဆက်မှုအပေါ်ကျေးဇူးတင်ကြောင်းစလိုင်းတင်မင်းကပြောပါရီ ဒီလေးနှစ်တာကာလအတွင်းအသက်ပေးဆက်ခဲ့ကြတဲ့ရဲဘော်တွေခန္ဓာကိုယ်ပေးဆက်ရတဲ့ရဲဘော်တွေအကုန်လုံးကိုလေးစားသလိုအလေးနေလဲပြိုပါတယ်လို့ပြောချင်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ကိုဝိုင်းဝန်းထောက်ဖို့ပေးကြတဲ့မိဘပြည်သူတွေနိုင်ငံတကာရောက်ချင်းအမျိုးသားတွေ CNDF supporter တွေ CB supporter တွေဒီကနေကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်လို့၎င်းကပြောပါတယ် ချင်းငင်အောင်စစ်စင်ရေးအဖြစ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြတဲ့ဖလန်းမြုပ်သိမ်းစစ်စင်ရေးကို9လပြည့်တဲ့2025ခုနှစ်အေဇီလ9ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပြီးတော့ဖလန်းမြုပ်နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ဖော်ဆောင်နိုင်ခဲ့ကြတာပါ ဖလားမြုပ်သိမ်းတိုက်ပွဲကိုချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ချင်းငင်အောင်ပူပေါင်းအဖွဲ့တွေအရခတတော် AAULA ရဲ့စီရေးအကြံဉာဏ်ခေယံဆက်လက်နဲ့ပံ့ပိုးမှုတွေနဲ့အတူစကိုင်းမကွေးတို့ကနေတော်လှန်ရေးအင်အားစုစစ်ကွန်ဖွဲ့တို့ကပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါရရှင်။နောက်တဲ့ရင်တပုတ်ကတော့ ချင်းချာတာမူချန်းကိုမကြမီအချိန်ကာလအတွင်းငလာခံခေါ်ရောကအတီးပြုတ်ဆောင်ရွက်သွားမယ်လို့ကြားကာလချင်းမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကထုတ်ပြန်ပါတယ်ကြာကာလအချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ကိုပြီးခဲ့တဲ့2021ခုနှစ်ဧပြီလ13ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ကြပြီး2025ခုနှစ်ဧပြီလ13ရက်နေ့ဟာလေးနှစ်ပြည့်တဲ့အထင်အမှတ်နဲ့ထုတ်ပြန်ကြေညာချက်မှာအခုလိုအသိပေးလာခြင်းဖြစ်ပါတယ်။ ICNCC ဟာချင်းငင်အောင်ချင်း brotherhood နဲ့နိုင်ငံရေးစီရင်မှအတူပူးပေါင်းဆောင်ရွက်ပြီးတော့ ICNCC ကိုအစုအဖွဲ့ခုနှစ်ဖွဲ့နဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်ချင်း charter မူကြမ်းကိုလည်းရေးဆွဲခဲ့ပြီးမကြာသေးခင်ကာလအတွင်းမှာငီလခံခေါ်ယူပြီးအတည်ပြုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရီချင်းငင်အောင်အနေနဲ့ဂျင်တွဲမတူပြီးမင်းတက်ကမ်ဘလဲဖလမ်းစတဲ့မြုပ်ကြီးတွေကိုတိမ့်ပိုင်နိုင်ခဲ့ပြီး မဟာမိတ်တွေနဲ့ပူးပေါင်းကမြို့သိမ်းတိုက်ပွဲဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း INCNCC ကဆိုထားပါတယ်။အမျိုးသားတန်းတူရင်းနဲ့ကိုပိုင်ပြဌာန်ခွင့်ရရှိရတဲ့အတွက်ပုံရံသွင်းဖြစ်တဲ့စစ်အာဏာရှင်တိုက်ထုတ်ရမှာလဲစင်းကြီးအတွင်ရှိလက်နက်ကင်အဖွဲ့တွေဟာအငင်းပွားဖွယ်သမိုင်းကြောင်းနဲ့အမုန်းစကားတွေကိုရှောင်ကျဉ်ချဖို့ကိုလည်း INCNCC ကတိုက်တွန်းပါတယ်။အကြမ်းဖက်စစ်ကောင်စီကနေအတင်းအဓမ္မနဲ့ကျင်းပဖို့စ조사နေတဲ့ရွေးကောက်ပွဲဟာလေ ချင်းပြည်အတွင်းလုံးဝဆောင်ရွက်ပေးနိုင်မှာမဟုတ်သလိုချင်းပြည်သူတွေအနေနဲ့လည်းပါဝင်ချင်းထောက်ခံပံ့ပိုးချင်းတွေမလုပ်ကြဖို့ ICNCC ကကြိုတင်တတိပေးထားပါရီချင်းပြည်နယ်အတွင်းရှိဂျန်ရှိနေသေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်ဆောင်ရွက်နိုင်ရေးကိုပိုင်ပြဋ္ဌာန်းမှုအပြည့်အဝရရှိရေးအမျိုးသားအကျိုးစီးပွားကာကွယ်ရေးနဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာနိုင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ ချင်းတော်လိုင်းအင်အားစုမှချင်းလန်းကောင်စီနဲ့ကြာကာလချင်းမျိုးသားအတိုင်ပင်ခံကောင်စီလို့နှစ်ဖွဲ့ရှိနေပြီးချင်းမျိုးသားကောင်စီအဖြစ်ပေါ်ပေါင်းဆောင်ရွက်ဖို့သဘောတူထားကြပြီလည်းဖြစ်ပါရဲ့ရှင်။အခုဆက်လက်ပြီးအကြက်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ချမ်းမရေးကိုဂရုစိုက်နိုင်မဲ့ self care နည်းလမ်းတွေကိုတောပြပေးသွားပါမယ်။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတည်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူခရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။ဒီမိမိရဲ့ခန်းစားချက်တွေအတွေ့တွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိပြဿနာကိုအာရုံစိုက်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနေ ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်ကိုဝါဒနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ ura yin sai nai ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ 2022ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်